ဲ့ဒါကိုထက်လိုက်တဲ့ပတ်သက်ရှိတဲ့ပုံပုံကြတော့ကြံတဲ့မကမကြည့်တဲ့အောင်ရေတဲ့သူကဘောလားနှစ်ခုဖြစ်တယ်။အော်မှာတခုဖြစ်တယ်။ဒီညပါတော့ငွေနဲ့ပြည့်တဲ့လောကမှာကြည့်တယ်မကြားပါနဲ့။ပြေဝင်လို့ကြတာဘူး။အခုကကိုယ်ဘောလားနဲ့ကိုယ်ကဘောလားနဲ့လို့ကြတယ်။ဘောလားရှင်းနေလို့ဘောလားကြည့်တယ်။ကျွန်တော်မကြိုက်ဘူးလေ။ပြောလို့ရတယ်။ဘောလား ့ကဘောရိုင်းကလုပ်ကြတယ်အလုပ်ကတော့ကျွန်တော်တို့ကမတိုက်နိုင်တဲ့လူကိုကျွန်တော်ပြေးရအောင်လူကြီးကိုပြေးကြတယ်ကျွန်တော်ပြေးကြတယ်ပေါ့ကျွန်တော်မတိုက်နိုင်တော့ပါဒါလည်းမဟုတ်တော့ပါဘူးကျွန်တော်တကယ်ကဘောရိုင်းရဲ့စီးကိုချမှာကြုံးတယ်ပြောတော့ဘောရိုင်းကိုပြောတယ်အဲကျွန်တော်ကအင်ဂျင်နီယာကိုပြောတယ်ဆူရင်းနဲ့တိုက်နိုင်တာပါလိမ့်လားသူကမတိုက်နိုင်တော့ပါဘူးမာနလေးကြောင့်ဘုရားကျောင်းကြီးစတာ။ဒီတော့အခုတော့ဘာလို့ရအောင်လဲ။

တယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဘောလို့ပြီးတယ်ပေါ့ကျွန်တော်တို့မဲနေကျခေါ်ရတော့ကတော့ကိုယ်သွားအထုပဲပူပြရမှာလို့ပြောတာခေါ်ရမဲနေတယ်ဘဝဘူးလို့ပဲအဆင်ဆယ်လုံးလုံးဝဆယ်လုံးရောင်းစက်ဆင်းပြရမှာလို့ပြောတာအဆင်ကိုကျွန်တော်မပေးမနဲ့ကျွန်တော်ပြည်သူတွေကကျွန်တော်ကြည့်တယ်ကျွန်တော်တပတ်တပတ်ဆင်ပြလုပ်ပြီးတော့လဲဆိုလို့ကျွန်တော်ကပြောတယ်ဟုတ်ကဲ့ရုံးကကျွန်တော်အတိတ်ထဲမှာတော့ပြောဘူးအခု วะดูอ่ะตลอดสิมายอกยอกเลยสาอุโกโยนะครับเว้ยกูอ่ะไอ้จ่านี่เนาะคนเนี่ย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 ตลอดจ่า160อกูตะวันเตี้ยอ่ะตลอดสิมายอกเลยตัวเจ้ามายอกเตี้ยอ่ะเบ้มาเสียก็ไม่เอาဆယ်နေရီဘွာလေးရှိတယ်ဆယ်နေရီဘွာလေးရှိတယ်ဒါပေမဲ့ဘူလာလေးကြီးချက်ပါဆိုတော့

ပါရင်တောင်းမလို့တသိမပါလို့နှစ်သိရတယ်ရှင်းပါဘုရားပြုလို့ကြည့်တယ်ဘုရားမှပြုနေတယ်ကျောင်းဆက်တဲ့အရောပေါ့လေတရားရှင်ဆက်ဆက်ကြင်းရပေါ့ဘုရားပဲလို့ကျောင်းဆက်ကြီးဘာမှမပြောတာဘူးတိုင်းရပေါ့ပြန်ပေါ့ဘူး

ไอ้หยอดน่ะไม่ได้หนีได้ก็เลยหนีได้เลยเพราะฉะนั้นซื้อไว้นะครับว่าอะไรใช่ครับแต่เราแค่เอาเงินตู้อยู่ในนี้แค่จะเอาเงินไปดูแลทุกสิ่งทุกอย่างไปดูแลเนี่ยเวลามาชมนะไอ้หยอดมันอยู่ในโลกโอ้ยโอ้ยแบบดูเลยไม่ได้เอาไปเช็ดตัวมา 昨天尿了没啦？昨天尿了没？我开。昨天天妈妈吃了多少次？那不像是样的。的那不能啊，不我无所昨天啊，上吃的是什么？新疆有了没有了。

လူငယ်ရှိသော မိသားစုတစုလျင်ငွေကျပ်တသိန်းနှင့်တားရောင်ကြလေးမရှိသောမိသားစုတစုလျင်ငွေလေးတောင်းအထိတိုးကောက်ရန်အစီအဝေးခေါ်ပြောဆိုအေယာတုမြတီတိုင်းဒေဒီရဲမျိုးနယ်ကွန်ပလိုင်းကြီးရွာအုပ်ချုပ်ရေးမှူးမင်းမြတ်သူကစစ်မှုထမ်းခြင်းအဖြစ်လူငယ်ရှိသောမိသားစုတစုလျင်ငွေကျပ်တသိန်းနှင့်တားရောင်ကြလေးမရှိသောမိသားစုတစုလျင်ငွေလေးတောင်းအထိတိုးကောက်ရန်အစီအဝေးခေါ်ပြောဆိုကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည့် ယခုဇွန်လအတွင်းအေယာဝတီတိုင်းဖျားပုံခရိုင်ဒေဒီယဲမြို့နယ်ကွန်ပလိုင်းကြီးရွာအုပ်ချုပ်ရေးမှူးကလစဉ်စစ်မှုထမ်းရမည့်လူငယ်များပေးရမည်ဖြစ်ကြောင်းမိမိတို့၏တပ်သမီးများကိုမပေးလိုပါကလူအစားထိုးဝယ်ထည့်ရမည်ဖြစ်ပြီးလက်ရှိကောက်ခံနေသောငွေကြေးဖြင့်မလုံလောက်ကြောင်းထိုးကြောင်းလစဉ်ကောက်ခံနေသည့်စစ်မှုထမ်းကြီးကိုတိုးမြင့်မည်ဖြစ်ကြောင်းလူငယ်ရှိသောမိသားစုဆိုလျင်မိသားစုတစုလာစဉ်တသိန်းကျပ်သားရောင်ကြလေးမရှိသောမိသားစုတစုလျင်လာစဉ်ငွေကျပ်၄တောင်းကောက်ခံမည်ဖြစ်ကြောင်းသိရှိရသည် Mm-hmm.